အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးလည်းမင်္ဂလာပါဒီကနေ့က London မြို့မှာ Tottenham Hotspur အသင်းရဲ့ Europa League အောင်ပွဲဒါဆက်ပြီးတော့ Europa League အောင်ပွဲအတွက်ပြည်သက်တွေနဲ့မြောက် London မှာ Spurs အသင်းအောင်ပွဲခန့်နေဆို Spurs ကဒါကျွန်တော်ဗိုလ်တူနေညကဒါ Manchester United ကို Athletic Club Bilbao ရဲ့ဆမာမတ်ကွင်းမှာတကူးကုန်းရှင်နဲ့နိုင်တယ် Brandon Johnson ရဲ့တလုံးတဲသောဂိုးနဲ့ထော်နန်က18နှစ်အကြာမှာပထမအဆုံးချိန်ဆူဖလာတစ်ခုရတယ်ယူရိုပါလိတမိုင်းမှာတော့သူတို့၃ချိန်မြောက်ရတာပေါ့လေ1987ရဲ့80ကျော်ရဲ့အခုဒီတစ်ချိန်ရဲ့ဒါပေမဲ့ ဥရောပဖလားမှာ၃ချိန်ရတဲ့ထော်တန်ကအခုမြောက်လန်ဒန်မှာအောင်ပွဲခံတဲ့ချိန်မှာအန်ချ်ပိုစတိုကိုကလူရဲ့အနာဂတ်ကမတိကျပေဖြစ်နေတယ်။ဆိုတော့ Daily Express မှာပေါ်ပြချက်အရရော Daily Mail နဲ့ British Media တွေမှာပေါ်ပြချက်အရထော်တန်ဟော့စပါကယူရိုပါလိချန်ပီယံဖြစ်ခဲ့တဲ့တိုင်အောင်အန်ချ်ပိုစတိုကိုကလူကိုယာတူးကထုတ်ပယ်ဖို့ပြင်ဆင်ပြရရှိတယ်။ဆိုတော့စပါကဒီတစ်ပတ်နောက်ဆုံးယာတီပိတ်နောက်ဆုံးပွဲအိမ်ကွင်းပွဲကံမယ်။ ဲ့အိမ်ပွဲမှာပေးတတ်တယ်နဲ့နောက်ထပ်တစ်ခါယူရိုပါလီဆူဖလာဂျီနဲ့အောင်ပွဲခံအောင်မှာဖြစ်တယ်အခုအမြောက်မြောက်လန်ဒန်မှာသူတို့ပေးတတ်တယ်အားလုံးနဲ့ထော်တနန်ကအောင်ပွဲခံနေတဲ့အချိန်မှာအန်ချ်ကတော့ဘာပြောလဲဆိုပါလေဒါအန်ချ်ပြောထားတဲ့စကားလေးသဘောကျလို့သူ့ရဲ့ပထမရာသီဒုတိယရာသီမှာဆူဖလာရတယ်တတိယရာသီရောပိုကောင်းတဲ့အောင်မြင်မှုမျိုးတောင်ရနိုင်တယ်လို့သူကပြောထားတယ်သူကတော့တိတ်ပြီးတော့တော်ကီ ဖြစ်တဲ့ကစားနီးပြတယောက်တော့ဖို့ဘူးဒါပေမဲ့ပြဿနာက Tottenham Hotspur အတင်းကအန်ချ်ပေါ်ဆိုခုခုကိုယာဒူးကထုတ်ပြီးတော့ဆက်မထားဘူးသူတို့ဘက်ကစဉ်းစားနေတယ်အဓိကကပြီးခဲ့တဲ့ယာဒီမှာ Tottenham ကအင်ကွင်းကိုဒါ Premier League မှာ9ပွဲ10ပွဲထိရှုံးတယ် Premier League မှာစုစုပေါင်း22ပွဲရှုံးတယ်ပြိုင်ပွဲစုံမှာ25ပွဲရှုံးတယ်ဒါက Tottenham Hotspur ရဲ့1990ချိုကနေလက်ရှိချိန်ထိမှာအဆိုးဝါးဆုံးပူးတွဲ ရလက်ကိုပိုင်ဆိုင်ခဲ့တယ်။ဒါလက်ရှိကြောင့်အခုလောလောဆယ်အနေထားအရစပါအသင်းကအန်ချ်ဖို့ဆိုဂိုဂူကိုယာရုကထုတ်ပြီးသူ့နေရာမှာဘရန်ဖို့အသင်းရဲ့နီးပြတော်မဖရန့်နဲ့အစားထိုးဖို့သူတို့ဘက်ကစပြီးတော့စဉ်းစားလျက်ရှိပြီးတော့ဒါစပြီးတော့ဒါကြိုးပမ်းနေတယ်ဆိုတဲ့သတင်းတွေပေါ်ပြလာတယ်ဆိုတော့ပေါ်ပြထားတဲ့ report တစ်ခုပေါ့လေ Daily Mirror မှာပေါ်ပြချက်ရစပါးက Daily Mirror ရော Daily Express ပေါ့လေ Tottenham Hotspur player တွေအားလုံးကလည်း အန့်ပိုဆိုခုခုကသူတို့ရဲ့နီးပြအဖြစ်နောက်ရာသီမှာဆက်ရှိဖို့မတေချာအကြောင်းအားလုံးကယုံကြည်နေကြတယ်အန်တီဂျာပေါထွက်သွားလိမ့်မယ်လို့သူဘက်ကယုံကြည်နေလို့တစ်ဖက်မှာထော်တန်ကလည်းသိုမတ်ဖရန့်ကိုသူ့ရဲ့နီးပြအဖြစ်ခံပြီးတော့အန်ကိုယာရုကထုတ်ပယ်ဖို့ပြင်ဆင်နေတယ် ဆိုတော့ဒီမှာ edge ကတော့ဘာပြောလဲဆိုတော့ဒါငါ mino ကိုအကောင်းဆုံး version နဲ့အကောင်းဆုံးပုံစံနဲ့ဒါ spark ကိုထားခဲ့မှာဖြစ်တယ်ဒါအထူးသဖြင့် season version ပေါ့လေ season 2ကကောင်းတယ် season 3ကပိုကောင်းတဲ့ပုံစံနဲ့ဒါငါတို့တွေ့ရမှာဖြစ်တယ်လို့သူကဆိုထားတယ်ဆိုတော့ဒါကိုပြောချင်ပြီး edge ကတော့အသင်းမှာဆက်နေရှင်တယ်ဒါပေမဲ့ spark ကသူ့ကိုထောက်ချင်တယ်ကျွန်တော်လေးပေါ်မှာကျွန်တော်လေးပေါ်စီးတဲ့ခါမှာ အဘူဒါဘီကတစ်စိတ်ကျွန်တော်ပြန်တဲ့အချိန်မှာဆစ်ဒနီကနေတခုတစ်ခေါက်လာရပြီးတော့ကြည်တဲ့စပါပီးတက်ဖို့လို့သူကအရင်တော့လန်ဒန်မှာနေတယ်သူ့အဖေနဲ့သူနဲ့ကယူရိုပါလိဖိုင်နယ်မတိုင်ခင်ယူရိုပါလိစတဲ့ကသူက ဘီဘာအိုမှာ book လုပ်လိုက်တာဟိုတယ် book တော့သူကဈေးရမ်းပေါ်တယ်ယူရို50 80လောက်နဲ့ရတယ်တကယ်တမ်းအဲ့တကယ်တမ်း fine နဲ့ကျင်းပအချိန်မှာယူရို4000လောက်ပေါက်တယ်အဲ့အခန်းကြီးကအဲ့အချိန်မှာသူတို့သားဖားနေအောင်အဲ့မှာဘောလုံးပွဲကြီးတယ်ပြီးတော့ခုကျွန်တော်တို့ပြလိုက်တဲ့နောက်နေ့ champion league ပေါ့လေ hungary မှာ camel busket arena မှာငါတို့ကြိုပုတ်ထားတယ်ပြီးတော့ကျွန်တော်တို့ပြရင်လည်းဘာပြောလဲဆိုတော့ edge ကိုသူတို့မထုတ်သိမ်ပေါ့လေသူဆိုရင် sydney ကနေ abu dhabi ကို14နာရီစီးရတယ်ပြီးတာနဲ့ abu dhabi ကနေဟိုဘက်ကိုနောက်ထပ်9နာရီ total 22နာရီဒီပါစီးပြီးတော့ဘောလုံးပွဲတော့ကြီးတာ ဒါစုစုပေါင်းဒေါ်လာတစ်ထောင်ကျော်ပေါင်းတစ်ထောင်ကျော်ကုန်တယ်ဒါသူ့အတွက်က every single moment က enjoy ဖြစ်တယ်ပေါ့ဗျာတန်ဖိုးရှိတယ်လို့ပြောပေမဲ့ तू ကတော့ anch poso ကိုကူကူမထုတ်တင်ဘူးပေါ့လေဒါဒီအာဒီမှာငါတို့ injury အများကြီးဖြစ်တယ်အဓိကကစားမားတွေ injury ဖြစ်သွားလို့ဒါ anch ကတော်တော်လေးစိုးစိုးဝါးဝါးဖြစ်သွားတာ तू ပြောရလေငါတို့ အသင်းသမိုင်းမှာပိုချတီနိုလည်း attacking ကစားတယ်။တခြားနည်းပြတွေလည်း attacking ကစားတယ်။ Conte နဲ့ Mourinho က defensive ကစားတယ်မအောင်မြင်ဘူး။ဒါပေမဲ့ Ange က attacking ကစားတယ်ဖြိုပြမှုပေးတယ်အောင်မြင်တယ်။ဒါကိုဘာလို့ထုတ်ဖို့လိုမှလဲဘာလို့ပြောင်းလဲဖို့လိုမှလဲကျွန်တော်အမြင်လည်းအဲ့ကြပဲဘာလို့ဆိုဘာလို့ထုတ်မှလိုမှမလိုဘူး။ဒါပေမဲ့ Spurs ကအရန်ရှုံးတဲ့အချိန်နောက်တစ်ခုကသူ့ရဲ့အရန်ကြီး highlight နဲ့ခေါင်းမာမှုကိုသူသဘောမကျလို့လား။ဒါကြောင့် DB ကဘယ်လိုစဉ်းစားလဲမသိဘူး။ဒါပေမဲ့ Spurs ကတော့အခုလောလောဆယ်မှာ Ange ကိုဂျာရုကထုတ်ပြီးတော့ Thomas Frank ကိုအဓိကနံပါတ်1ထားပြီးတော့ဘုံမောက်ရဲ့ Ida ဟိုဒီ Aroni Idula Ida Ula နဲ့ Iraula နဲ့တစ်ခါက Marco Silva တို့တခြားထိပ်တန်းနီးပြတွေကိုစပြီးစောင့်ကြည့်နေတယ် Spa က Spa နီးပြဖို့ဘလို့နေတာလဲထုံတင်လားဆက်ထားတယ်လားကိုမမဝေးရမချပြကြပါဟာလို့ကြည့်ကြပါလား